မင်္ဂလာပါဒီနေ့တော့လေ engineering ပညာရပ်နဲ့ design လောကအတွက်တကယ်ကိုအရေးပါတယ်အမ်မတိမဖြစ်တည်ထားတဲ့အကြောင်းအရာထူကိုဆွေးနွေးကြည့်ကြရအောင်ကျမတို့ letter မှာ engineering drawing and graphics.pdf ဆိုတဲ့စာအုပ်တောက်ချပါတယ်အဲ့ရောက်အခြေခံတွေ့ engineering တွေရဲ့ဘာသာစကားလို့ပြောကြတဲ့ engineering drawing and graphics အကြောင်းကိုအထွန်းကြာလည်လာကြည့်ကြမှာပါဟုတ်ကဲ့ဒီဆွေးနွေးမှုကနေပြီးတော့လေ နိပညာပိုင်းဆိုင်ကပုံဒီကဘလို့အလုပ်လုပ်တယ်လဲအမ်ဘာကြောင့်ဒီလောက်စနစ်တကျဆက်ဖို့လိုကတာလဲနောက်ပြီးတော့လက်တွေ့မှာဒီအရေးချင်းတွေကဘလို့အတုံးဝင်လဲဆိုတာဒီကိုအဓိကထားပြီးပြောတော့ဖို့ရည်ရွယ်ပါတယ်ခင်ဗျာအစမှနမူနာလေးတစ်ခုပြောခဲ့တလို့ပေါ့လို့အသေးစိတ်အချက်လက်တစ်ခုလွဲသွားတာနဲ့တင့်အကြီးကြီးထစ်သွားနိုင်တယ် NASA ရဲ့ Genesis Agadayan ကိစ္စလိုမျိုးပေါ့လေထီးပွင့်မှုစမ်းစာတွေကိုပုံပြောင်းပြန်မတက်မိတာပုံသေးကတိုင်မဟုတ်ပဲနဲ့ဟုတ်တယ် အဲ့ဒါတကယ်တော့ပုံဆွဲညွန့်ဖွဲရဲ့မာရွေးမှုလို့နောက်ဆုံးစစ်စစ်တွေ့ရှိခဲ့တာဒီနေ့ပြောမယ့်အကြောင်းအရာတွေရဲ့တိကျမှုရှင်းလင်းမှုကဘလောက်အရေးကြီးလဲဆိုတာပြတဲ့သင်ခန်းစာကောင်တစ်ခုပါပဲအဲ့ဒီတော့ပထမဆုံးမေးချင်တာက engineer ပုံဆွဲရှင်းဆိုလာအတိအကျဘာကိုဆိုလိုတာလဲစာအုပ်ထဲမှာတော့ဒါကိုကမ္ဘာသုံးဘာသာစကား universal language လို့တောင်းသုံးထားတယ်ဟုတ်ကဲ့မှန်ပါတယ် engineer ပုံဆွဲခြင်းဆိုတာကလည်းအဓိကအဖြစ်ဘာသာစကားတစ်ခုလို့ပါပဲ အချိန်တို့နေရာတို့ဘာသာစကားတို့ကန့်သက်ချက်မရှိဘဲနဲ့အင်ဂျင်နီယာတွေဒီဇိုင်နာတွေရဲ့စိတ်ကူးတွေကိုတရုတ်နဲ့တရုတ်အတိအကျနားလည်အောင်ဆက်သွယ်ပြောဆိုတဲ့နည်းလမ်းတစ်ခုပေါ့ဗျာသူ့မှာရည်ရွယ်ချက်၃ခုရှိတယ်လို့ဆိုတယ် visualization communication documentation ဆိုပြီးတော့သိကြပါတယ်ပထမတစ်ခု visualization ဆိုတာက စိတ်ကူးတွေကအရာတစ်ခုကိုပုံဖော်ပြီးမြင်အောင် ကြည့်လို့ရအောင်လုပ်တာ communication ကတော့အဲ့ဒီစိတ်ကူးကို တခြားသူတွေ ဥမာထောက်လူရေးဌာနလိုမျိုးပေါ့နားလည်အောင် lesson ကန်းဆက်သွယ်တာနောက်ဆုံး documentation ကတော့အနာဂတ်မှာပြန်သုံးဖို့ပြန်စစ်ဖို့အတွက်စနစ်တကျမတန်းတင်ထားတာပေါ့ပုံစံမျိုးမျိုးနဲ့လုပ်ကြတာပေါ့နော်လက်နဲ့ဆွဲတဲ့ sketch တွေကနေ cat ပုံနဲ့ 3D model တွေထိဟုတ်ပါတယ်လက်နဲ့အကျန်းဆွဲတဲ့ sketch တွေပြီးတော့ computer aided design cat တုံးတဲ့ 2D ပုံတွေနောက်ဆုံးပိုပြီးပြည့်စုံတဲ့ 3D model တွေထိနီလန်းစုံတုံးကြတာပါ ဆိုတော့ဒီဇိုင်းလုပ်ငန်းစဉ်တစ်ခုလုံးမှာပုံဆွဲခြင်းကအမြဲတမ်းပါနေကြမျိုးလားပါကိုပါပါတယ်အစင်တိုင်းမှာလိုအပ်တယ်လို့ပြောလို့ရတယ်အမ်ပြဿနာကဘာလဲဆိုတော့ဖြေရှားတဲ့စဉ် problem identification ကနေစပြီးတော့อืมစိတ်ကူးရထုတ်တဲ့အစင် concepts ဟုတ်တယ်အဲ့စိတ်ကူးတွေကိုပြန်ပြီးချောမွေအောင်လုပ် sunset sea refinement analysis ပြီးတော့တကယ်လက်တွေ့အကောင့်အထည်ဖို့ထုတ်လို့ implementation နောက်ဆုံးအားလုံးကိုမှတ်တမ်းတင် documentation တွေအထိအကုန်ပါပါတယ်။စာအုပ်ထဲမှာ concurrent engineering ဆိုတာလေးလည်းနည်းနည်းပြောထားသေးတယ်။ဟုတ်အဲ့ဒါလေးရဖြစ်လို့မျိုးလေ။အဖွဲ့ကတက်တက်စီလုံးမဲ့အစားအစားကလေးကတပြိုင်တည်းထိအနီးကပူပေါင်းဆောင်ရတာ။ကုန်ပစ္စည်းကခုရဲ့ life cycle တစ်ခုလုံးမထင်စိတ်ကူးကနေစွန့်ပြတဲ့အထိပေါ့။အားလုံးကိုခြုံငုံစဉ်းစားပြီးအကောင်းဆုံးဖြစ်အောင်လုပ်တဲ့နည်းစဉ်တွေပါ။ ဒီလိုလို့ဖို့ဆိုရင်ပုံတွေကအစဉ်တိကျတဲ့ဆက်သွယ်မှုကအသက်ပဲဗျာဟုတ်ပါပြီအခြေခံသဘောတရားတွေတော့နားလည်လောက်ပြီ